တိုင်းရင်းသားချင်းချင်းတိုက်နေတာမလို့ကျွန်တော်တို့ကစိတ်မမထမ်းချင်ဘူးဒီနေ့ဒီကြောင်ရည်ပြောချင်ပါတယ်ကိုလိုနီခေတ်ကတောင်ပေါ်ပြည်ပြခွဲကြအုပ်စုပ်စီခဲ့တာတွေလူတွေရပြီနောက်ပိုင်းမှာပင်လူစာချုပ်ချုပ်တယ်ပင်လူစာချုပ်ပါအချက်လက်တွေကိုဖောက်ပြက်တာအတီးတီးဟိုဘက်ကဖောက်ပြက်လိုက်ဒီဘက်ကဖောက်ပြက်လိုက်ရေကိစ္စရဲအဲ့ဒါတွေမပြောလို့တမိုင်းကြောင်းကြီးရှေးတယ်โอเคအချက်သုံးချက်နဲ့ပြောမယ်ပထမတစ်ခုကိုစားပြုမှု KIA ရဲ့ကချင်လူမျိုးတွေကိုစားမပြုပါဘူး KNY ဘာလဲကရင်လူမျိုးကိုစားမပြု AR လဲရခိုင်လူမျိုးကိုစားမပြု ဒါတွေကိုတမိုင်းချောင်းတွေထဲမှာလည်းဖတ်ဆရာမလိုဘူးဘဲစာအုပ်ထဲမှာမှမရှာနဲ့သူတို့လူမျိုးတွေသူတို့ကိုယ်တိုင်တော့မေးလိုက် KNU ချောင်းသိချင်ရင်ကင်ယွန်မေးလိုက် KIA ချောင်းသိချင်ရင်ကချင်ယွန်မေးလိုက်ကျွန်တော်အမှန်တရားကိုတွေ့ရမှာပဲအဲ့ဒါဆိုရင် KIA KNU AA ကသူတို့လူမျိုးကိုကိုစားမပြုဆိုသူတို့ကဘာတွေလဲကိုချိုးတို့လက်နက်ကင်ပြီးစီးပွားရေးရှာနေတဲ့အဖွဲ့အစည်းတသားပဲဒီလိုတိုင်းရင်းသားတွေကိုကိုစားမပြုတဲ့လက်နက်ကင်အဖွဲ့အစည်းတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာတိုင်းရင်းသားလက်နက်ကင်များတိုင်းရင်းသားလက်နက်ကင်များလို့ထည့်ပြောရတဲ့စကတ်လုံးတော်တန်ဖိုးမဲအတီးတီးရှိကြတဲ့တိုင်းရင်းသားတွေကိုလည်းအားနာဖို့ကောင်းတယ်ဒုတိယချက်မြို့ချစ်စိတ် KNU မကောင်းကြောင်းလိုင်းပေါ်မှာပြောနေတဲ့အရင်တယောက်ခင်ဗျမြင်ဘူးလား KIA မကောင်းကြောင်းပြောတဲ့ကချင်ပြောက်ကိုတွေ့ဘူးလား AA မကောင်းကြောင်းမိုးမွန်နေအောင်ဆဲနေတဲ့ရခိုင်ပြောက်ကိုခင်ဗျတွေ့ဘူးလားဘယ်တွေ့ဘူးမလဲသူတို့နယ်မှာရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကသူတို့ကိုစားမပြုသည့်တိုင်အောင်တိုင်းရင်းသားတွေကသူတို့လူမျိုးကိုသူတို့ချစ်တယ်ဗျဒီနယ်မှာပြောတဲ့မျိုးချစ်စိတ်ဆိုတာဒါပဲအဲ့ဒီတိုင်းရင်းသားကိုကိုစားမပြုတဲ့လက်နက်ကိုင်အဖွဲ့အစည်းပြောနေကြစကားထွန်းရှိတယ်ဗမာစစ်တပ်ဗမာစစ်တပ်โอเคဟုတ်ပြီဗမာစစ်တပ်လို့ပဲသူတို့ပြောသလိုယူဆလိုက်မယ်ဆိုလို့ရှိရင် KNU ကိုကရင်လူမျိုးတွေကချစ်တယ်လို့ကချင်လူမျိုးတွေက KNU ကိုချစ်တယ်လို့သဘောထားမယ်ဆိုရင်တော့ကျွန်တော်ဗမာလူမျိုးတွေနဲ့ဗမာစစ်တပ်ဆိုတာကြီးကိုမချစ်တယ်သူတို့ပြပြနေတဲ့ဗမာစစ်တပ်ဆိုရင်ပြပြတာပါတကယ်တကယ်ကကျွန်တော်ဗမာစစ်တပ်မဟုတ်ပါဘူးသူ propaganda လုပ်နေတဲ့ကိစ္စကိုကျွန်တော်က point out လုပ်ပြတယ်သူတို့တော့သူတို့လူမျိုးသူတို့ချင်းတယ်ကျွန်တော်ကမချစ်သင့်ဘူးလား တတိယချက်ဒီလိုလက်ငကင်ဖွဲ့စည်းတီကိုစစ်တပ်ကနှစ်ပေါင်းဆယ်စုနှစ်ကြာအများကြီးကိုဘာလို့မချေမုန်းနိုင်တာလဲဒီကိစ္စကလူတွေကတယောတလူလူဟာတာလို့တလူလူစစ်တပ်ကပဲမနိုင်တော့တာလူလူကြီးအမြဲတမ်းမိုင်းတိုက်နေရအောင်ရတာတွေ့နေတော့ကျွန်တော်တွေ့ရတယ်ဟုတ်ပြီအခုပြောနေလက်ငကင်ဖွဲ့စည်းရှိသမျှအကုန်လုံးစစ်တပ်ကအမုန်းချိလိုက်ထားလိုက်တော့အဲ့ဒီမှာတောင်မထားဆောင်တဲ့စစ်သားတွေစစ်သမီးတွေကဘယ်သူတွေတဆိုင်ရလူမျိုးတဟူးချင်းစီတွေတာသမီးတွေဆွေမျိုးသားချင်းတွေပဲခုခမရောပြည်သူစစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်တယ်အကျုံးဝင်တဲ့သူမှန်သမျှဆက်ထက်သွားရတယ်ခမရောမိဘတွေဘလို့နေနေလို့ ဘယ်နေ့ပါတင်းကြရမယ်ဆိုပြီးတော့ဖျားတနေရအဲအဲ့ဒီခံစားချက်ကိုတိုင်းသားတွေက20ချီပြီးခံစားလာအဲ့တော့ကိုချင်းစာတတ်ဖို့လိုတယ်တယောက်မကြံအမုံကျိတ်လိုက်မယ်ဆိုလို့ရှိရင်လူမျိုးလဲပြောက်တိုင်းပြည်လဲပြိုကွဲသွားမှာဒီနေ့နိုင်ငံရေးကိစ္စရဖြစ်တယ်ဘာမှမဆုံးရှုံးတဲ့သူတွေဘာမှမနစ်နိုင်တဲ့သူတွေကအေးစိနေနိုင်တယ်နစ်နာတဲ့သူတွေဆွေမျိုးသားချင်းတွေမိသားစုနဲ့ဆုံးရှုံးတဲ့သူတွေကစိတ်ထဲမှာဒဏ်ရာတွေအကြီးကျယ်ရသွားတယ်အဲ့ဒဏ်ရာတွေကိုခင်ဗျားဘာနဲ့ကုမှာ နိုင်ငံတစ်ခုတည်ငြိမ်မှုအတွက်စစ်ရေးတဲ့မဖြေရှင်းခြင်းလို့ဇပွဲဘော်ရအောင်ခေါ်တာဇပွဲဘော်ခေါ်ပြီးရင်တရားဟောမယ်စကားပြောမယ်အေးဇပွဲဘော်ခေါ်မယ်တရားဟောမယ်စကားပြောလို့မရတော့ဘူးမြေပြင်ရောက်ပြီဆိုရင်တော့စကားလည်းမပြောနဲ့တော့တရားလည်းမဟောနဲ့တော့အဲ့ချိန်မှာပန်းလူလည်းမသွေးနဲ့ဒီကိစ္စယူကျွန်တော်အလေးထားဆောင်ရွက်နေတာဖြစ်တဲ့ကြောင့်မလို့ခင်းတာကိုးတောင်းလို့တေးဘောအေးတေးနာစားတဲ့ဘဝတွေဖြစ်မှာဆိုလို့စည်ရင်းနည်းနဲ့မဖြစ်ရှင်းမနဲ့ဇွဲဘောကိုရောက်အောင်ခေါ်နေကြတာရောက်အောင်ခေါ်ကြတဲ့နေရာမှာလေ လက်နဲ့ကင်ပြီးစီးပွားရေးရှာနေတာဖြစ်တဲ့တကြောင်မလို့အဲ့ဒီဘဝမှာတာယာပြီးတော့မလာတော့အနစ်ကိုဆဲချင်းနေရောဒါနဲ့အတန်တရာလေပြီးနိုင်ငံရေးလက်ကင်တော့ဖြစ်သွားတဲ့လူမျိုးစုတွေအများကြီးပဲဒေါက်တာဖောင်းမောင်ပြောတဲ့စကားခုကိုပြန်ပြောမယ်ဆိုလို့ရှိရင်လူငယ်တွေကလက်နဲ့ကင်ရတာသဘောကျပါလက်နဲ့ကင်ရတဲ့အရာတော့ကြိုက်ပါဓမ္မပြည်ပြည်ရင်းစစ်ဘယ်တော့ငြိမ်းမလဲကိုကြိုးမကြည့်ပဲနဲ့တိုင်းပြည်ကိုချစ်တဲ့တနေ့ငြိမ်းချမ်းပါ